ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ဒီလေး YouTube channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော် left right side key သုံးလုံးကိုပြန်လဲမျှဝေတော့မှာဖြစ်ပါတယ်ခင်ဗျာ left right side key သုံးလုံးဖြစ်ပါတယ် okay ဒါလေးကိုကျွန်တော်အတူတူလေ့လာကြည့်အောင်ပေါ့နော် okay ကျွန်တော်ဒီ code သုံးများ6သုံးများဒီ code ပေါ့နော်ဒီနှစ်ပြင်ကိုမူတည်ပြီးတော့ဒီ code သုံးများကောင်းတဲ့ပြင်ကိုပြီးတော့နှစ်ပြင်6တကွင်းတပင်ပေါ့နော်နှစ်ပင်6 နောက်ထပ်တစ်ပြင်ကိုကျွန်တော်တို့အတူတူလေ့လာကြည့်အောင်လားခင်ဗျာโอเคကျွန်တော်တို့ဒီ9တုံများ6တုံများ3ခုပါနော်အဲ့ဒီနှစ်ပြင်ကိုမူတည်ပြီးတော့ဒီ9တုံများ3တုံပြင်ကိုလေ့လာကြည့်အောင်အဲ့ဒီမှာကျတော့ကျွန်တော်ဒီ9တုံများ6ကတုံများအလဲထိုင်နဲ့တုံများ3ခုကတအလဲထိုင်ဒီကနန်းနှလုံးကိုပေါင်းအောင်ပါဗောနော်တုံများအလဲထိုင်နဲ့တအလဲထိုင်ဒီနှစ်ခုကိုပေါင်းတော့တရာတွေဗောနော်ဒါကြောင့်မို့တင်းနေ3အထီးကြီးစုပြီးဖြစ်ပါတယ် ဒုံမြနဲ့တစ်ပေါင်းတင်းနေတုံးအထီကီမှာ9တုံညာ3ဆိုတဲ့အတွက်အထီကီ3တလုံးဒီအပိတ်ဖြစ်ပါတယ်ဗောနော်တပန်းကျွန်တော်ဒီ9တုံညာ3ပြီးတော့နောက်ထပ်တစ်ပြင်မှာ9 9နှစ်ခွန်နေပြီးတော့ရှစ်ခွန်နေအဲ့ဒီနှစ်ပင်ကိုမူတည်ပြီးတော့ဒီ6တုံညာ5တပင်ကိုလေ့လာကြည့်မယ်ပေါ့နော်ဒီခွန်နဲ့ခွန်ပေါင်းမှာဖြစ်ပါတယ်အလေထိန်ကနန်းနှလုံးပေါင်းရှင်လေးရာတွေအတွက်၄၅6အထီကီဆိုပြီးဖြစ်ပါတယ်နောက်ထပ်တပင်မှာက6တုံညာ5ဖြစ်ပါတယ်ပေါ့နော် ဒါကြောင့်မို့ကျင်တော်ဒီလေး၅6အထီကီထဲကအထီကီ၅ကထိပေါ့နော် sorry အထီကီ6ကထိ၅ကတော့အပိ635ဖြစ်ပါတယ်၅ပေါ့နော်၅အပိ6ကထိ635ဖြစ်ပါတယ်635ပြီးတော့933 653အဲ့ဒီနှစ်ပင်ကိုမူတည်ပြီးတော့ကျွန်တော်ဒီ question နှစ်တပင်ကိုလေ့လာကြည့်မယ်ပေါ့နော်။ဒီအရာ 9နဲ့3ပေါင်းတော့ရှစ်ရှစ်ကိုတုံညာကီ3လုံးဆိုပြီးဖြစ်ပါတယ်။နောက်ထပ်တစ်ပင်မှာ9ရှစ်နှစ်ဆိုတဲ့အတွက်အထီးကီးရှစ်တလုံးအလေထင်းဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ကျွန်တော်ဒီလိုလေးအများထုတ်ပြမယ်ပေါ့နော်။တင်းနေ3ကီးမှာ3တလုံး9တုံညာ3 3အပိတ်ဖြစ်ပါတယ်။ပြီးရင်6 6အထီးကီးမှာအထီးကီး9နဲ့6 9 6တုံညာ9ရှစ်ကိုတုံညာကီးမှာတော့9ရှစ်နှစ်ရှစ်အလေထင်းဖြစ်ပါတယ်။ ခွန်ရှင်နေပြီးတော့၄ခွန်ရှင်၈တနှစ်အဲ့ဒီနှပင်ကုန်မှုတည်ပြီးတော့နှစ်တုံများနှစ်တပင်ကိုစက်ပြီးလေလာကြအောင်ပေါ့နော်ခွန်ရတည့်ရပေါင်းတော့ပေါင်းရှင်ရှိရတဲ့အတွက်၈ခုတုံများအထီးကြီးဖြစ်မယ်ပေါ့နော်နှပင်ချားဖြစ်ပါတယ်၈ခုတုံများကြီးမှာနှစ်တုံများနှစ်ဆိုတဲ့အတွက်တုံများအသည့်အလဲထိုင်ဖြစ်ပါတယ်၈ခုတုံများထဲကတုံများတစ်လုံးအလဲထိုင်နှစ်တုံညာနှစ်ဖြစ်ပါတယ်ပေါ့နော် တပန်းဒီနှစ်တော်များနေပြီးတော့နောက်ထပ်နှစ်ပြင်ပါရှင်၄၄6ရက်9 9တရဖြစ်ပါတယ်ဗောနော်ဒါကြောင့်မို့အလဲထရင်ဒီ၄နဲ့9နဲ့ထပ်ပေါင်းပေးရတဲ့အတွက်၄9ပေါင်းရှင်9ဆိုတဲ့အတွက်9တော်များတိအထီးကီးဆိုပြီးဖြစ်ပါတယ်9တော်များတိအထီးကီးမှာတော့9 9တော်များဆိုတဲ့အတွက်9ရဲ့တော်များရဲ့နှလုံးအပြီးဖြစ်ပါတယ်ဗောနော်အပူဖြစ်ပါတယ်9 9တော်ည9ရဲ့တော်များရဲ့ဗောနော်โอเค နောက်ထပ်နှစ်ပင်ချားပေါ့နော်ကိုကိုတုံညာပြီးတော့တုံညာကိုခွန်ခွန်ငါခွန်ဒီငါလေးလေးတပင် ကို ထပ်ပြီးလေလာကြည့်အောင်ပေါ့နော်တနည်းအရာကျွန်တော်ဒီကိုရဲ့ငါရဲ့ပေါင်းပေးရတဲ့အတွက်ကိုနဲ့ငါပေါင်းရှင်ဆက်လေးဆိုတဲ့အတွက်၄၅၆ကီးဖြစ်ပါတယ်၄၅၆အထီးကီးမှာတော့ငါလေးလေးဆိုတဲ့အတွက်အထီးကီး၄ကို၅ကိုအလဲနဲ့အပိတ်နေရာအပြီးဖြစ်ပါတယ်ပေါ့နော်โอเค ်ငားလေးလေးပြီးတော့ကိုခုံကိုပေါ့နော်ဒါကကျွန်တော်2020နဲ့4နှစ်ဦးပေါ့နော်ကိုခုံကိုတော်များချာတော့ဒီ3ခုငါးတပင်ကိုလေးလာကြည့်အောင်ခွန်နဲ့6နဲ့ထပ်ပေါင်းတော့ပေါင်းချင်းဒီ73ရာတွေအတွက်ကြောင့်မို့345အထီးကြီးဖြစ်ပါတယ်နောက်ထပ်တစ်ပင်မှာက395ဆိုတဲ့အတွက်အထီးကြီး3ဒီထိစီ9ကအပိတ်395ဖြစ်ပါတယ်ခင်ဗျာကီးနှလုံးစလုံးဖြစ်ပါတယ်ပေါ့နော် တဖန်ကျွန်တော်ဒီ395ပြီးတော့63ည3 63ည3ပြီးတော့62 6အတီးနှစ်ပြင်ကိုမူတည်ပြီးတော့ဒီလေးရှိတဲ့တပင်ကိုလေ့လာကြည့်အောင်ပါနော်ဒီ3ညနဲ့နေ့နဲ့ထပ်ပေါင်းပြရမှာဖြစ်ပါတယ်3ညရဲ့နေ့ရဲ့ပေါင်းတော့ပေါင်းရှင်းနေစတဲ့အတွက်နေ့3လေးကြီးရမှာဖြစ်ပါတယ်နောက်ထပ်တပင်မှာကလေးရှိတဲ့စတဲ့အတွက်အထီးကြီးလေးဒီထိတ်စီဖြစ်ပါတယ်ပေါ့နော်နေ့3လေးထဲကလေးထိတ်စီလေးရှိတဲ့ဖြစ်ပါတယ် တပန်ဒီ9ကိုရှိပေါ့နော်လက်ရှိတည်ပြီးတော့9ကိုရှိ116ဒီ6ကိုတုံများတပင်ကိုထပ်ပြီးလေ့လာကြအောင်ဒီနေ့အရာကျွန်တော်ကိုနဲ့တင်းနဲ့ထပ်ပေါင်းပေးရတာဖြစ်တယ်ပေါ့နော်ကိုတည်ပေါင်းတော့ပေါင်းရှင်30ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်တုံညာတင်းနီကီ3လုံးဖြစ်မယ်ပေါ့နော်ငါဒီတုံများတင်းနီကီ3လုံးထဲက6ကို3များဆိုတဲ့အတွက်ကြောင့်မို့တုံများဒီအပိတ်ဖြစ်ပါတယ် ုံများတင်းနေတဲ့ကတုံများတလုံး69တုံများဖြစ်ပါတယ်။ပြီးရင်963 9တုံညာလေးဒီနှစ်ပင်ကုန်မူတည်ပြီးတော့9တုံများ3တပင်ကိုဆက်ကြည့်အောင်ပါနော်။9ရက်တုံညာရဲ့ဒီအလေကနဲ့နှလုံးပေါင်းရှင်9ဆိုတဲ့အတွက်9တုံညာဒီကီဆိုပြီးဖြစ်ပါတယ်။အဲ့ဒီမှာတော့9တုံညာ3ဆိုတဲ့အတွက်9တုံများတစ်ထဲကတုံများအလေထင်ဖြစ်ပါတယ်။9တုံညာ3ပါနော်။ ကိုတုံများတစ်ထက်ကတုံများအလဲ၅တုံများ၃ပြီးတော့336တုံများလေးတစ်ဆိုရအတွက်ကျွန်တော်တို့ဒီ၃နဲ့လေးနဲ့ထပ်ပေါင်းတော့ပေါင်းရှင်းခုနှစ်ခွန်ရှိကိုကြီးဆိုပြီးဖြစ်ပါတယ်။နောက်ထပ်တစ်ပြင်မှာက၈၆ခွန်ဆိုတဲ့အတွက်အထီးကိခွန်ဒီအပိတ်၈တီထိတ်ဆိုပြီးတော့ကိနှလုံးစလုံးဖြစ်ပါတယ်ပေါ့နော်။ခွန်ရဲ့၈ရဲ့၈၆ခွန်ဖြစ်ပါတယ်။ โอเคနောက်ထပ်6တုံများ6 66နှစ်ဒီ665တပင်ကိုထပ်ပြီးလေ့လာကြည့်မယ်ပေါ့နော်အလဲထိန်ကနဲ့နှလုံးပေါင်းပေးရတဲ့အတွက်တုံများနဲ့6နဲ့ပေါင်းတော့ပေါင်းရှင်း600ရတဲ့အတွက်ကြောင့်မို့6ခွန်ရှင်းအတိကီတုံလုံးဖြစ်ပါတယ်6ခွန်ရှင်းဒီကီပေါ့နော်665ဆိုတဲ့အတွက်အတိကီ6ဒီအလထိစီနဲ့အလဲနေရာမှာဖြစ်ပါတယ်ပေါ့နော်665 665ယူတော့ ကိုရှောင်းနေတပင်ကိုထပ်ပြီးလေးလာကြည့်အောင်လားခင်ဗျာ Okay ရှောင်းရှောင်းငားပြီးတော့ကိုချောင်းနေတုံညာလေးလေးပေါ့နော် Okay တင်းနပင်ကိုမူတည်ပြီးတော့နိနိတတပင်ကိုထပ်ပြီးလေးလာကြည့်အောင်6ရက်၄ရက်ပေါင်းတော့ပေါင်းချင်း30တုံညာတင်းနကြီးစုပြီးဖြစ်ပါတယ်နောက်ထပ်တပင်မှာကနိနိတဖြစ်ပါတယ်ခင်ဗျာနိနိတဆိုတဲ့အတွက်တုံညာတင်းနထက်က3ရက်၄ရက်အပြည့်ဖြစ်ပါတယ်ပေါ့နော် တင်းနေအထီကီနိနိတိဖြစ်ပါတယ်။ Okay နိနိတိပြီးတော့ချင်းလေးတော့ရှေ့ချောက်တော့တင်းနှပင်ကိုမူတည်ပြီးတော့နိတုံများကိုတပင်ဆိုတော့ကျွန်တော်၄နဲ့6နဲ့ပဲထပ်ပေါင်းပေးရတယ်ပေါ့နော်။ပေါင်းရှင်း30ရာတဲ့အတွက်တုံများတင်းနေကီ၃လုံးဖြစ်မယ်ပေါ့နော်။ Okay ဒီတုံများတင်းနေအထီကီမှာနိတုံများကိုဆိုတဲ့အတွက်အထီကီတုံညာကအလဲနိကအပိဟာ sorry နိကတော့ထိတ်နိတုံညာကိုဖြစ်ပါတယ်။တပန်း ခွန်ခွန်ကိုခွန်တုံညာတုံညာဒီ3ခွန်ခွန်ဒီပြန်ဖို့ပေါ့နော်ဆိုတော့ခွန်ရဲ့တုံညာရဲ့ပေါ့နော်ပေါင်းရှင်ခွန်နှစ်ခွန်ရှစ်ကိုကီးဖြစ်ပါတယ်နောက်ထပ်ဒီပြန်မှာက3ခွန်ခွန်ဆိုတဲ့အတွက်အထီးကီးခွန်နှစ်တလုံးအလယ်နဲ့အပိတ်နေရာဖြစ်ပါတယ်ပေါ့နော်ပြီးတော့ဒီမှာရှစ်ကိုလေးပေါ့နော်ရှိကိုလေးပြီးတော့963နောက်ထပ်ဒီ669ပြင်ကိုဆက်ပြီးလေ့လာကြည့်အောင် ဒီအလေးနှလုံးပေါင်းပြရတယ်ဗောနော်ကိုဝင်းနဲ့ချောင်းနဲ့ပေါင်းတော့ပေါင်းချင်း55 55ရာဒီအတွက်96ခုကီလိုယူမယ်ဗောနော်အဲ့ဒီ96ခုအထီးကီမှာဆိုရင်68ခုဆိုတဲ့အတွက်ကြောင့်မို့အထီးကီ6တိထိတ်စီခုနှစ်ကအပိ68ခုဖြစ်ပါတယ်တပန်ကျွန်တော်ဒီ68ခုပြီးတော့နင်းနေခွန်388ဒီ3တုံညာကိုဒီပင်ကိုထပ်ပြီးလေ့လာကြအောင်ဗောနော်ဆိုတော့ဒီနင်းနေချင်းနဲ့ထပ်ပေါင်းမှာရမှာဖြစ်ပါတယ် နေရန်ချစ်ရပေါင်းတော့ပေါင်းချင်းတစ်စိဖြစ်ပါတယ်ဒါကြောင့်မို့တုံညာတင်နီကီသုံးလုံးရမှာဖြစ်ပါတယ်အဲ့ဒီတုံညာတင်နီကီသုံးလုံးထဲကသုံးတုံညာကိုဆိုရတဲ့တုံညာဒီအလေထိန်ဖြစ်ပါတယ်ဗောနော်ဟုတ်ကဲ့3တုံညာကိုပြီးတော့39နေ39နေပြီးတော့39နေဆိုတဲ့အတွက်ကျွန်တော်ဒီ17ကြိမ်အတွက်ကီးသုံးလုံးရမှာဖြစ်ပါတယ်ဆိုတော့ဒီအလဲ9နဲ့9နဲ့ပေါင်းတော့ပေါင်းရှင်း14ရတဲ့အတွက် ဒီဆက်နှချိန်မှာ956အထီးကြီးဆိုပြီးရမှာဖြစ်တယ်ဗောနော်ဆက်နှချိန်မှာ ကျွန်တော်ဒီနေ့အရာ956ကြီးဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်ဒီ936 39ဒီ9ကနေတပင်ချင်းပြပေးထားတာဗောနော်တုံများနဲ့တပောင်းတစ်တင်းနေတော့မှာတုံးတလုံး9တုံများတော့ခုနှစ်ခုပေါင်း၁၄၄၅ရှောက်ကြီးမှာရှောက်တော်များက၅၃ပေါင်း၈၈၉တုံများကြီးမှာခွန်ရှင်နဲ့ ခွန်တစ်ပေါင်းရှင်ရှေကုတော်များကိမှာနေတော်များနဲ့နေငါပေါင်းကိုကုတော်များတိကိမှာကိုကုတော်များဆိုပြီးတော့ပါနော်။ဒါကြောင့်မို့တုံးတလုံးကုတော်များတုံး9ရက်6ရက်6တော်များက8ခွန်ရှင်နဲ့တော်များနေတော်များနဲ့ကုတော်များကိုကုတော်များအလင်းငါ၅လေးလေးပါနော်။ပြန်ကျွန်တော်တို့ဒီမှာ3ရက်5ရက်3 9ဖြစ်ပါတယ်လေလေးရှိတဲ့3ည6 9ည3ည5 9 3 ခွန်ရှိရှေရှောင်းခွန်ရှောင်းရှောင်းရှောင်း၅ပေါ့နော်ဟုတ်ကဲ့တင်းနိနိနိတိတုံများနိနိတုံများကိုခုနှစ်ခွန်၃ခွန်ခွန်၆ခွန်၆ရှိခွန်တုံများ၃တုံများကိုဒီဆက်နဲ့ချိန်မှာနှီးအရာ၄၅၆အထိကြီးစုပြီးဖြစ်ပါတယ်ခင်ဗျာโอเคအားလုံးပဲကံကောင်းကြပါစေခင်ဗျာ